ဖဖဖတ်များအလုံးမင်္ဂလာပါ clock corner အနေ ပြန်လဲကြိုဆိုလိုက်ပါတယ်။နော်ဒီနေ့ပြောပြသွားမယ့်ပွဲလေးကတော့စနေနေ့ညရဲ့နောက်ဆုံးပွဲဖြစ်တဲ့ Tottenham Hotspur နဲ့ Wolves ရဲ့ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်။နော်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစားလိုက်ကြအောင်။ဗီဒီယိုလေးမှာတော့အဲဒီနေ့ Tottenham Hotspur တို့ကတော့သူတို့ရဲ့အိမ်ခွင်းမှာ Wolves ဟန်တန်ကို အခက်ရှင်ပြိုင်တဲ့ အဲပွဲလေးမှာတော့သူတို့ရဲ့နောက်ကျအတွင်းကိုးတွေနဲ့တေရလက်တာဖော်ဆောင်နိုင်ခဲ့တယ်။အဲကျွန်တော်ပွဲကြုံမှာပြောခဲ့လို့ပဲအဲတော်တာဟော့စွားအနေနဲ့ဒီနေ့သူတို့ရဲ့အိမ်ကွင်းမှာအကောင်းဆုံးအာရင်ဆိုင်ကစားပြီးတော့အနိုင်ရလက်ဖော်ဆောင်နိုင်မယ်လို့တော့ကျွန်တော်တို့အဲအကုန်လုံးလူလူလူကညှော်မှတ်ထားတယ်။ဒါပေမဲ့ထင်တယ်လို့တော့မဖြစ်ခဲ့ဘူး။ဘာဖြစ်လို့လဲဆိုရင်ဒီတစ်ပတ်ပြည်မြလေးရဲ့ round အစစ်မှာတော့အတင်းကြီးတွေတော်တော်မှန်သမျှ အဲအကုန်လုံးလို့လို့ကမောက်ကမာဖြစ်ပြီးတော့မထင်မှတ်ထားတဲ့ခိုက်တက်နေတော်တော်လေးကိုမှကြုံခဲ့ရဒီထက်မှလည်းစပါအတင်လည်းအဲထိုနီလုကောင်းပါဝင်သွားတယ်လို့တော့ပြောရတယ်ဘက်ကဝူဘာဟန်ဝူဘာဟန်တန်းတော့ကျွန်တော်တို့ပွဲချုပ်မှာပြောခဲ့လို့ပဲသူတို့ရဲ့ဒီနေ့ဆွမ်းဆောင်ရေးကတော်တော်လေးကိုမှအဲဆိုဝါလုံးတယ်လို့ပြောရမယ်ဘာဖြစ်လို့ဆိုတော့ရှင်တန်းတက်လာတဲ့အသင်းတွေတောင်းမှနိုင်ဝဲတွေကိုသီရှာနိုင်ရပါမယ်အဲဝူဘာဟန်တန်းအသင်းနေတော့ပြည်မြလေးပွဲစဉ်လုံး၅ပွဲလုံး ကန်ပြီးသွားတဲ့အချိန်မှာတို့အဲတပွဲမှာကိုနိုင်ပွဲရှာမတွေ့ခဲ့ဘူးအဲဒီအတွက်ကြောင့်ကျွန်တော်တို့ကတော့ခမန်းထားတဲ့အတွက်ကြောင့်တို့အဲနိုင်ပွဲတွေလည်းရှာမတွေ့ထားဘူးပေးဖို့တွေလည်းတော်တော်များများပေးထားတဲ့အတွက်ကြောင့်အဲတော်တန်ဟော့စပါရဲ့အင်ကွင်းမှာတွားရောက်ရင်ဆိုင်တဲ့အခါတော့အဲတော်တန်ဟော့စပါကိုဘယ်လိုမှအနိုင်ယူမယ်လို့တော့မထင်တာမထင်တာတော့အမှန်ပဲဒါမှမဟုတ်အဲဘမ်ဆိုဘလုံးပွဲဆိုတဲ့အတိုင်းဘမ်ဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဒီနေ့မှလည်းအဲသူတို့ကတော်တော်လေးဥမှာ အနောက်တန်းလေးကိုမှတော်တော်လုံးလုံးကျွန်းကျွန်းကစားတယ်ပြီးလို့ဆိုလို့ရှိရင်ကွင်းလဲရလဲအဲ့လောက်ထိအဲတော်တန်ဟော့စ်ဝိုင်းရဲ့ကွင်းလဲနဲ့ရှင်ပြီးတော့ကစားနိုင်တယ်ပြီးလို့ဆိုရင်တို့ရဲ့အဲကောင်တာတွေကလည်းတော်တန်ဟော့စ်ဝိုင်းရဲ့နောက်တန်းလေးကိုတော်တော်လေးကိုမှဒုက္ခပေးသွားတယ်လို့တော့ကျွန်တော်ထင်တယ်ပရမာပိုင်းဒီပိုင်းလုံးမှာတို့ရဲ့အဲနောက်တန်းတွေတော်တော်လေးကိုကောင်းခဲ့တယ်ပြီးလို့ဆိုရင်ကိုသမားလည်းအဲကောင်းမွန်တဲ့ လက်ဆောင်တွေပြကသထားနိုင်တဲ့အတွက်ကြောင့်တော်တော်ဟောစပါတို့အနေနဲ့အပေမှာဘိုင်းတစ်ပိုင်းလုံးမှာဂိုးကန်သွင်းချက်တွေကောင်းခဲ့တယ်ဒါမှလည်းဘလူးမဟိုတေချာတဲ့အဆုံးသက်တွေမလုံးနိုင်တဲ့အတွက်ကြောင့်ပထမပိုင်းမှာ1 1စီးစီးဆိုပြီးတော့တေချာရလက်တာဖော်ဆောင်ထားနိုင်တယ်ပထမပိုင်းတစ်ပိုင်းလုံးမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့လက်ဘက်ကဇာဗီဆိုင်မွန်ဘက်ကတော်တော်လေးဥမာထူဖောက်တယ်သူရဲ့1 by 1ကြော်ဖြတ်မှုတွေကတော်တော်လေးဥမာကောင်းမွန်တဲ့အဲကျွန်တော်တို့ပထမပိုင်းကိုတွေ့လိုက်ခဲ့အဲ တော်တော်ဟောစွမ်းအနေနဲ့ဒီနေ့ပွဲမှာသူတို့ရဲ့အဲနောက်တန်းတွေကလည်းတော်တော်လေးမှာအာကောင်းမွန်တယ်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုရင်တစ်ဖက်က Uber Hunter ရဲ့မထင်မှားထားတဲ့အချိန်တွေမှာထိုးပေါက်တိုက်ဆစ်ဆင်လာတဲ့အချိန်တွေမှာအဲအကောင်းဆုံး Hunter ထားနိုင်တဲ့အတွက်ကြောင့်အဲသူတို့လည်းပွဲကတော့အာပထမပိုင်းမှာသူတို့ဇီးဒီလိုမျိုးဖြစ်ပြီးတော့ကျွန်တော်ပထမပိုင်းပြီးသွားတယ်။ဒုတိယပိုင်းအဲစပြီးလို့ဆိုလို့စစ်တာနဲ့တော်တော်ဟောစွမ်းအနေနဲ့ကတော့တော်တော်လေးမှာတိုက်ဆစ်ဆင်လာတယ်။ဘာဖြစ်လို့လဲဆိုရင်သူတို့အိမ်ငွေလည်းဖြစ်တဲ့အတွက်ကြောင့်သူတို့နိုင်ပွဲလည်းအဲဒီနေ့ပွဲမှာ ရအောင်သူပုံဖော်ခဲ့တယ်ဒါမှမဟုတ်ထင်မှတ်ထားထင်မထင်မှတ်ထားတာတွေဖြစ်သွားခဲ့တယ်ငါတက်လင်းလင်းမှာပဲအဲတီယာဂိုဘူအန်နိုရဲ့ကျွန်တော်တို့အဲတွင်းကိုနယ်ပဲတော်တန်ဟော့စပါတို့ဥဆောင်ကိုပေးလိုက်ရတယ်။အဲဒီနေစပြီးတော့တော်တန်ဟော့စပါတို့ရဲ့နောက်တန်းတွေနဲ့ကွင်းလယ်တွေက ပြန်ပြီးတော့တစ်ဖက်ကိုပြန်ပြီးတော့ဆိုးမိုးလာတယ်အဲတစ်ဖက်က Brighton ဟုတ်ဟိုကလည်းဒီတိုင်းပါပဲသူတို့အာတကိုးသွေးပြီးသွားတဲ့ချိန်မှာသူတို့ရဲ့တေချာစီမဲ့အနိုင်သုံးမှတ်ကိုဒါသူတို့ပြန်ပြီးတော့ဖော်ဆောင်ထားမယ်ပြီးလို့ဆိုလို့ရှိရင်သူတို့ဘာဖြစ်လဲဆိုတော့အရှိ့ကိုတားမတက်ဖဲနဲ့သူတို့နောက်တန်းမှာပဲသူတို့ရဲ့တိုက်ဆက်နောက်တန်းကိုပဲလုံလုံတေချာဆော့ပြီးတော့တစ်ဖက်ကလာတဲ့ Tottenham Hotspur ရဲ့တိုက်ဆက်စင်မှုတွေမှန်မြောက်သူတို့တော်တော်လေးဟိုမှာ ဒီနေ့ပွဲမှာခံရတယ်ဒီနေ့ပွဲမှာပြောတဲ့အရှိတာတော်တော်ဟောဆိုတာတော်တော်ဟောဆိုတာအဲငွေဖြစ်တဲ့တိုင်အောင်တစ်ဖက်ကလည်းဟိုတော်တော်လေးဥမာဒီပြီးများလေးຢာဒီမှာအချင်းနေဆိုးပါတယ်တယ်ဆိုတော့ဟိုတော့မှတို့ဟိုပထမပိုင်းတည်းကဂိုကန်ပန်းရက်တွေရတယ်ပြီလို့ဆိုလို့စင်သူတို့ပြစ်ဒဏ်ဘောတွေပါတယ်ရတဲ့အချိန်မှာဂိုဖြစ်မပြောင်းလဲနိုင်တာသူတို့အတွက်တော်တော်လေးဥမာတော်တော်ဟော့စပါတက်တော်တော်လေးဥမာနင့်နာသွားတယ်လို့တော့ကျွန်တော်ကထင်တယ် ဒုတိယပိုင်းမှာလည်းတို့ကန်သွင်းချက်တွေရှိခဲ့တယ်ဒါမှမဟုတ်နောက်တန်းဝူဘာဟန်တန်ရဲ့နောက်တန်းလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေဒီနေ့ပြကတထားနိုင်တဲ့အတွက်ကြောင့်တို့လက်ကကန်ရတော်တော်လေးဥမာကြက်သွားခဲ့တယ်ရစ်ချတ်လီဆန်တို့ဆိုလို့ရင်ဒီတိုင်းပါပဲအဲမိနစ်ပထမပိုင်းမိနစ်30လောက်မှာဇာဗီဆိုင်မွန်ရဲ့ပေးလိုက်တဲ့အလုံးကတော်တော်လေးဥမာကောင်းမွန်ပြီးတော့အဲဝူဘာဟန်တန်ရဲ့နောက်တန်းတွေကိုလွတ်ထောက်သွားတဲ့အချိန်မှာကျွန်ရစ်ချတ်လီဆန်နဲ့တွာပြန်ပြီးတော့ဝမ်မန် ဲဂိုးသမားနဲ့ဝမ်ပိုင်ဝမ်တွေ့တော့ပိတ်တဲ့အချိန်မှာသူဘောလုံးချော်ထုတ်သွားတဲ့အချိန်မှာအဲ့အလုံးလေးကတော့တော်တော်လေးဥမာကောင်းမွန်တဲ့အလုံးဖြစ်ပြီးတော့သူကအဆုံးသက်တေချာသွားမယ်ဆိုလို့ရှင်တေချာတယ်ဒီနေ့ပွဲကအဲတော်တန်ဟော့စ်ဘားအနေနဲ့အနိုင်ရလက်ကိုဖော်ဆောင်ပြီးတော့သုံးမှတ်ရယူမယ်ပွဲဖြစ်သွားနိုင်တယ်ဒါမှမဟုတ်ဘောလုံးပွဲဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းဆက်လက်ပြသထားနိုင်ဘူးတို့ကလည်းသူတို့ကအဝေးခွင့်လာရောက်ကစားသည့်တိုင်အောင်သူတို့နောက်တန်းလေးကိုတိတိချာချာလေးကိုဒီနေ့ပွဲမှာဆော့သွားတာတွေ့ရတယ်အထူးသဖြင့်ဂိုးသမားဂိုးသမားလည်းဒီနေ့မှာသူ့ရဲ့လက်ဆန်းပြကာကွယ်မှုတွေကလည်းဟူဝါဟန်တန်အတွက် က်အဲကျင်းနေစီမဲ့အဲတီတမှတ်ကိုရာသွားတဲ့အတွက်ကြောင့်သူတို့ကတော့ဒီနေ့ပွဲမှာတော်တော်လေးဥမှာကောင်းမွန်တဲ့ရလက်လို့တော့ဖော်ဆောင်ထားတယ်တော်တော်ဟော်စပါကတော့အဲသူတို့ဒုတိယပိုင်းမှာလည်းအဲသူတို့တိုက်ဆက်စင်နေကွင်းလင်ကလည်းဘောလုံးထိန်းချုပ်ပြီးတော့အဲဘောလုံးနေအပြတ်မများအောင်သူတို့တေချာလေးကစားတော့တယ်ဒါပေမဲ့လည်းသူတို့ထင်တယ်လို့မဖြစ်ခဲ့ဘူးတစ်ဖက်ကလည်းနောက်တန်းလေးတွေကကောင်းနေတယ်သူတို့ကလည်းတိုက်ဆက်စင်တဲ့အချိန်မှာဘလူးမားကိုတိုက်ဆက်စင်လို့မရဘူးအဲ့ဒီ ။ဟောပွဲပီကန်နေအချိန်ပိုမင်းနေကြမှာပဲ။ပလင်းညာရဲ့အဲ twin code တွေနဲ့90နဲ့မှ5မိနစ်မှာပလင်းညာရဲ့ twin code တွေနဲ့1 1ဆိုပြီးတော့တည်ကြတာ။ဒီတည်ရကျသွားတဲ့အတွက်ကြောင့်လဲသူတို့တက်ကဘလို့မှတော့ဟိုဒါမှမဟုတ်ဟိုအရှုံးကနေပြီးတော့ပြန်ပြီးတော့တည်တယ်မှရတယ်ဆိုတာတော့တော်တော်လေးကောင်းမွန်တဲ့ လို့ပြောရပါမယ်သူတို့ရဲ့အိမ်ကွင်းလည်းဖြစ်တယ်တစ်ဖက်ကလည်းတော်တော်လေးဥမာဆိုးပါတယ်ဆိုတော့အတင်းနဲ့ဟိုတော့မှသူတို့ဥဆောင်ဖို့တွေပေးပြီးတော့နောက်ကနေပြန်လိုက်ကစားတဲ့အတွက်ကြောင့်တော်တော်ဟော့စ်ပါအနေနဲ့လည်းဒီနေ့ပွဲမှာတော်တော်လေးဥမာပရက်ရှာများခဲ့တယ်ပြုလို့ဆိုလို့ရှိရင်လည်းဂျာရိုက်ထဲမှာလည်းချန်ပီယံလိဂ်ကံရမယ့်အတွက်ကြောင့်အဲတော်တော်ဟော့စ်ပါအနေနဲ့အဲနောက်ပွဲတွေမှာဟိုအတင်းကြီးနေနဲ့ရင်ဆိုင်တွေ့လိုက်တဲ့အခါမှာဒါမျိုးတွေမဖြစ်သင့်ဘူးလို့တော့ကျွန်တော်ကထင်တယ်။ဘာတွက်လဲကြောင့်လို့ဆိုရင်ဟိုအိမ်ကိုရဲ့အိမ်ကွင်းလည်းဖြစ်သည့်အတိုင်းအောင်တစ်ဖက်ကလည်း တော်လေးမှာဆိုးွားလွန်းနဲ့အသင်းနဲ့တွေ့ဆုံတာတောင်မှကိုယ့်ဘက်ကဥဆောင်ကိုမသွင်းဘဲနဲ့နောက်ကနေပြန်လိုက်ကစားတယ်ဆိုတော့တော်တော်လေးမှာမကောင်းပါဘူးအဲ့တော့ကြောင့်နောက်ဘက်ဒီမှာအဲတော်တော်ဟော့စ်ဘားအနေနဲ့ဒီကနေပြီးတော့အဲဒီနေ့ပွင့်ရနေပြီးတော့ပြန်လဲပြင်ဆင်ပြီးတော့အကောင်းဆုံးပုံစံတွေနဲ့ပြန်လာနိုင်မယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းညီညာကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ